ကချင်ပြည်နယ်အတွင်းနေ့စဉ်ရက်ဆက်မြန်မာစစ်တပ်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေမှုကြောင့်စစ်ဘေးဒုက္ခသည်တွေအတိဒုက္ခရောက်နေတယ်လို့ဒီဇင်ဘာ30ရက်နေ့မှာလူမှုအခြေပြုကွန်ရက်တွေကပြောဆိုလိုက်ပါတယ်။ဒုက္ခသည်စခန်းနာတဝိုက်က KIA တပ်တွေကိုအစိုးရတပ်တွေကလေကြောင်းမှပစ်ခတ်နေမှုကနေ့စဉ်လို့လို့ဖြစ်ပြီးတိုက်ခိုက်မှုတွေဟာလိုင်ဇာဌာနချုပ်နဲ့ခုနှစ်မိုင်သာဝေးတဲ့လကြားရန်တဝိုက်တိုက်ခိုက်မှုတွေဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီကျမတို့တကြားရံဆိုတဲ့နေရာမှာတက်ဆွဲထားတဲ့ CID တက်တွေကိုဒီဇင်ဘာလ25ရက်နေ့ကျမတို့ခရိယံလူမျိုးအများစုဖြစ်တဲ့ကချင်ပေါ့နော်အော်ခရိယံဘာသာဝင်အများစုဖြစ်တဲ့ကျမတို့ကချင်လူမျိုးတွေထုတ်ပြန်ထားတဲ့ Christmas နေ့မှာတက်တွေကိုအပြီးဆုံးပေးဖို့အတွက်ရာသပန်ပေးဖို့ခဲ့ပါတယ်ကျမတို့ဒီ Geneva Convention အရပြည်တွင်းစစ်မှာလုံးဝသုံးဖို့ရန်အတွက် ်ကဲ့မပြုတ်တော့ကဲ့ပြုတ်မထားတော့အတော့မပြုတ်တင်ပါဘူးလို့အတိအနဲ့တားမြစ်ထားတော့စစ်ချက်လေးရင်တွေပြီးတဲ့အခါမှာတကယ်ကိုအင်အားကြီးမားတဲ့အမြောက်ကြီးစံတွေ105မမလို့เนาะ120မမလို့အစရှိတဲ့ကြီးစံကြီးတွေကိုအသုံးပြုပြီးတော့ကျမတို့ဒီကနေ့မနေ့ကြားပြရတဲ့တင်းတွေအရဆိုရင်ဒီလေရင်ပေါ်ကနေပြစ်ချတဲ့အုံချီမျိုးတွေကိုအသုံးပြုပြီးတော့ပြင်းပြင်းထန်ထန် ဒီဇင်ဘာလ23ရက်နေ့နောက်ပိုင်းကနေစပြီးတော့ process ဆင်နေတာအခုကျမတို့ပြည်သာရှန်လန်ပွဲလုပ်နေတဲ့အချိန်ကာလအထိဖြစ်ပါတယ်ကချင်စစ်ပွဲရပ်တန့်ရေးအတွက်မြန်မာပြည်သူအားလုံးပါဝင်ဖို့လိုတယ်လို့88မျိုးဆက်ကျောင်းသားအဖွဲ့အဖြူရောင် တွဲလံများအဖွဲ့ဘာကဒများအဖွဲ့ချုပ်ရန်ကုန်ပြည်သူအကျိုးဆောင်ကွန်ရက်နဲ့ကချင်ငင်းချမ်းရေးကွန်ရက်တို့ကတော်ဝင်နှင်းစီမှာတည်င်းစာရှင်လင်းပွဲပြုလုပ်ခဲ့ပါတယ်မြန်မာအစိုးရနဲ့ကချင်လက်နက်ကိုင်အဖွဲ့ကြားတိုက်ပွဲတွေဖြစ်နေတာတစ်နှစ်ကျော်လာပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေကိုကချင်ပြည်နယ်အတွင်းအစိုးရကဝင်ရောက်ခွင့်ပိတ်ပင်ထားတာ6လကျော်ရှိပြီလို့ဆိုပါတယ်။